ဝင်တိုက်တော်မယ်မုံတိုင်းနဲ့အသက်အန္တရာယ်ရှိမိုးကြီးရေကြီးမှုတွေကိုပြည်သူတွေအသက်မသေးဖို့အရေးပေါ်ပဲအသီးပေးသင်ပြပါစေဗျာမေလ29ရက်နေ့မှာဖြစ်လာနိုင်မိလီဘီယာနေရန်ဝန်အရှင်တက်ရောက်မှုကြောင့်တနင်္ဂနွေလုံးမှာဒိဋ္ဌုဖြစ်ပေါ်မှုတရားရခိုင်နှုန်းရှိနေပါမယ်တဲ့ဗျာအမြင့်ပြည်9000မှာအနောက်တောင်ဘက်မှာတနင်္ဂနွေမှာ40ကျော်ခန့်တိုက်မှာဖြစ်တဲ့တော့ပြည်သူတွေကယူဆိုင်ကြဖို့တော့ဘုလို့တော်ပညာရှင်ဝင်းနိုင်ကလေးစူထားပြီးဖြစ်ပါရီမေလ26ရက်နေ့ကနေကျွန်တော်တို့ 30ရက်အတွင်းမှာဆိုရင်တော့ဖြစ်ရောင်ဝမြင့်အတွင်းမှာအတော်လေးကိုဒီရဲတက်မှုတွေကဖြစ်ပေါ်မှာဖြစ်ပြီးတော့ဒီသရေကူးဆက်ကြဖို့ဦးဝင်းနိုင်ကဆက်ဆူပါတယ်ဒီရဲတက်ချိန်နဲ့မိုးများချင်းကျုံပြီးတော့တိုက်ဆိုင်သွားပြီဆိုရင်တော့ချောင်းပြီးမြေပေရက်ကွက်မှာရည်ကြီးနိုင်ပြီးတော့အဲ့ဒီနားမှာနေထိုင်နေတဲ့သူတွေမြေနေပိုင်းမှာနေထိုင်နေတဲ့သူတွေတော့အထူးသဖြင့်ရောင်ဝမှာပေါ့ဗျာယူဆိုင်ကြဖို့တော့ဦးဝင်းနိုင်ကအခုကလေးကနေဂျိုးတင်ပြင်ဆင်ဖို့ပြောထားရလေဖြစ်ပါတယ်မိတဲ့ကကြတော့မြောက်ဝတီခိုင်တဲ့ဝိုက်မှာမိုးအသားများနေတဲ့အတွက်နော်မူးတဲတဲမဲမဲ ရွာပါမိတဲ့ယနေ့ညပိုင်းကိုကရိခရိုင်မြဝတီခရိုင်ဖန်အန်ခရိုင်မော်လမြိုင်ခရိုင်တထုံခရိုင်ရေးခရိုင်နဲ့အစောပိုင်းချီချီမိုးများပြီးတော့ဒေသချုပ်နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါမယ်နော်ပြီးတဲ့ခါကျတော့မိုးကြီးပြီးတော့ရေကြီးမယ်ပေါ့စကိုင်းတိုင်းဒေသကြီးတောင်ပိုင်းနဲ့မွေးတိုင်းဒေသကြီးမှာမေလ20ရက်နေ့အဲ့ဒီကနေစတင်ပြီးတော့30ရက်နေ့အထိမိုးဆက်လက်ပြီးပိုလာနိုင်တာဖြစ်တဲ့အတွက်အဆိုပါရစ်တွေမှာအရေးကြီးသတိထားကြဖို့ကြိုတင်ပြင်ဆင်ထားကြဖို့တော်လေးသတိပေးထားတာကိုလေးတွေးရပါတယ်နော်ချက်ပြီးတော့ မေလ26ရက်နေ့မှဇွန်လ10ရက်နေ့ထိမြန်မာပြည်တော်ပိုင်းဘကူတိုင်းရောင်ဝန်တိုင်းသလင်းတိုင်းမြောက်ပိုင်းရခိုင်ပြည်နယ်မိုးများပြီးတော့အထူးသဖြင့်ဘကူအရှိချမ်းကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာစုစုပေါင်းမိုးရေချိန်က600မီလီမီတာပေါ့ဗျာ30လဲမလောက်ထိမိုးကြီးနိုင်မှာဖြစ်တဲ့အတွက်အထူးသဖြင့်ဒရမိုးကြီးနေမှာမိုးကြီးမှာဖြစ်တဲ့အတွက်ပြည်သူတွေကုကရီကနေကြိုတင်ပြင်ဆင်ထားကြပါမေလ26ရက်နေ့မှာအနောက်တောင်မုတ်တုံလေဟာမြန်မာတိုင်းကလုံးဝဝင်ရောက်ခဲ့ပြီလေဖြစ်ပါတယ်အိန္ဒိယနိုင်ငံအရှိမြောက်ဘက်အာတန်မဏိပူရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေထိဝင်ရောက်နေပြီဖြစ်ကြောင်းလေး IMD ကထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။ရောင်းနေကမှာမုတ်တုံမိုးနဲ့အစာပြူဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရှံဝန် MS 94 video ရဲ့အရှင်ကြောင့်မိုးကာလာဖြစ်တဲ့မေလ7ရက်နေ့မုတ်တုံစတင်ဝင်ရောက်တဲ့အချိန်မှာစတင်ပြီးတော့ဇွန်လ30ရက်နေ့အတွင်းမိုးဖြိုင်ဖြိုင်နော်တော်တော်လေးကိုမိုးကြီးမှဖြစ်ပြီးတော့မိုးကာလာစတော့မှဖြစ်တဲ့တော့ AG ရရှံမှုတွေအားလုံးကြီးဆိုင်ကြဖို့တော့ပြန်ရှင်ဦးနိုင်ကလည်းအတီပီထားကိုတွေ့ရပါရဲ့ဗျာ